ဒီဖြစ်ပျက်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်လောက်ကဖြစ်ပျက်တစ်ခုပင်ဖြစ်ပါတယ်။မတ်သဲဦးလို့ခေါ်တဲ့အမျိုးသမီးတောင်အခုအချိန်မှာဒေါ်သဲဦးဆိုပြီးဖြစ်နေခဲ့ပါပြီ။ တဝိမဲ့လည်းတခါတော့ကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုအတွက်တော့ယနေ့တက်တိုင်းမမေ့ရနိုင်ပါဘူး။ဒေါ်သေးဦးရဲ့အဖြစ်အပျက်ကတထောင်မှာတယောက်ဖြစ်ခဲလာတဲ့ထူးခြားစံကျယ်လာတဲ့အဖြစ်မျိုးပဲဖြစ်ပါတယ်။စာရေးသူနဲ့ဖားလုံရွာသူဒေါ်သေးဦးတို့ကမမျော်လင့်တဲ့တနေ့မှာစာရေးသူရဲ့မိဆွေအိမ်မှာအကြောင်းတစ်ခုကြောင့်တွေ့ဆုံခဲ့ပါတယ်။စာရေးသူကထူးခြားစံကျယ်ဖြစ်ရမှန်တွေကိုအလွန်သိကျင်တဲ့ဝါသနာရှိပြီးတော့အဲ့ဒီဖြစ်ရမှန်တွေကိုလည်းစာရှုသူတွေကိုတင်ပြလက်ရှိတာကိုဒေါ်သေးဦးသိရတဲ့အခါမှာတော့ ਈ ဘလူးမျက်ရည်ဆိုတဲ့ဇလန်လေးကဖြစ်ပေါ်လာခဲ့ပါတယ်။ဒေါ်သေးဦးဆိုတာကတော့ဖလန်ရွာရဲ့ကွန်းတော်ကိုင်းမှာမဆူမကြုံမနှိမ်မမြင့်ရှိတဲ့ကိုနေ င်ဟန်ထားရှိပြီးတော့စွပြူတဲ့သားရည်နဲ့လဘကြော့ရှင်တို့တို့ဖြစ်တာကြောင့်မသည်ဦးကိုချစ်ခင်တဲ့ကာလာသားတွေကပေါများလာပါတယ်။ဒါပေမဲ့လည်းမသည်ဦးကတော့ဘသူ့ကိုမှစိတ်ဝင်စားခဲ့ပါဘူး။မိခင်မုံဆိုးမကြီးနဲ့အတူနေထိုင်ရင်းနဲ့ပဲလေယာလုံချိန်မှာကောက်ဆိုင်ပြုံးနှုတ်ကလက်လုံလက်စာလိုက်ရပါတယ်။လေလုံငန်းပြီးချိန်မှာတော့တငယ်ချင်းမိန်းကလေးတွေအဖို့တိုက်နဲ့အတူဖားလုံတော်ကြီးတွေမှာတောင်စင်ဖက်ခူးချင်းမြစ်ရှာချင်းမှုနှုတ်ချင်းတွေအလုပ်ကိုလုပ်ကင်ကြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကရှိပြီဖြစ်ပေမဲ့လည်းသူမရဲ့ထူးဆန်းလာတဲ့အတွေ့အကြုံကိုပြန်လည်မြင်အောင်နေခဲ့ပါတယ်။ မနက်စောစောဝီလီဝီလင်းချိန်မှာဖလုံတော်ကြီးတွင်ကိုရောက်နေကြပြီးတော့ဖက်တွေကိုကူးကြတာကျမတို့ရဲ့နေ့စဉ်ဝတ္တရားတစ်ခုပါပဲအဲဒီဖက်တွေကိုတန့်စင်ပြီးတော့ကျိုးနဲ့စီးကယထာကကုံတိုင်ကိုအချိန်မီပို့ရပါတယ်အဲဒါကြောင့်နေ့လယ်12နာရီမထိုးခင်အိမ်ကိုရောက်ပြန်ရပါတယ်တနေ့တနေ့အလုံးနဲ့လက်နဲ့ပြတ်တယ်လို့မရှိလာပါဘူးယနေ့မနက်စောစောမှာတော့အဖော်တိုက်နဲ့တူထုံးစံတိုင်းဖက်ကူးထွက်ခဲ့ပါတယ် ကျမတို့ဖက်ကူချင်းလောက်ကနှစ်စင်နှစ်တိုင်းသူ့အချိန်နဲ့သူလောက်ရတဲ့လုပ်ပင်ဖြစ်ပါတယ်။မိုးပြင်းပြင်းရွာတာနဲ့ဖက်ပင်နေရာအရွက်ကလေးတွေဝေလာပါတယ်။ဤဖားလုံတော်ကြီးအတွင်းမှာဖက်တွေစိုက်ပျိုးထားသည့်နဲ့အစီကြီးအကန့်လိုက်အကန့်လိုက်ပေါက်နေပါတယ်။တောင်စင်ဖက်ကလူသုံးများတဲ့အတွက်ဈေးရတဲ့ဖက်မျိုးဖြစ်တာကြောင့်တောင်စင်ဖက်ပေါက်ရတော်ဘက်ကိုသူထက်ငါအပြိုင်သွားပြီးတော့ခူးကြရပါတယ်။ဤလုပ်တွေကကျမတို့ရဲ့နေ့စဉ်လုပ်နေကြလုပ်တွေဖြစ်တာကြောင့်တော်ကြီးအတွင်းကိုဝင်လာခဲ့ပါတယ်။ယနေ့မှာတော့တမှုထူးခြားနေပါတယ်။မနေ့တော့ခူးမယ်ဆိုပြီးခြံထားခဲ့တဲ့တောင်စင်ဖက်ကွင်းမှာတောင်စင်ဖက်တွေမရှိတော့ဘဲနဲ့ ငုတ်တုတ်ကလေးတွေသာတွေ့ရပါတယ်ဘသူတွေလက်ဦးသွားလဲဆိုပြီးတော့တော်တော်ကြီးစဉ်းစားနေမိပါတယ်ဟဲ့ငိမ့်လိုက်ဒီနေ့ဒုတ်ခူးမယ်ဆိုပြီးခြံထားတဲ့အကွက်မှာဖက်တွေမရှိတော့ဟုတ်ပါရဲ့ဟဲ့ဒီလောက်များတဲ့ဖက်တွေဘယ်သူများခူးဝါလဲမသိဘူးဒုက္ခပါပဲဒါဆိုရင်တော့ဒီနေ့ဖို့ငွေတစ်ချက်တော့မရတော့ဘူးပေါ့ဟုတ်ပါဒို့တော့ဒုက္ခပဲလာရကျိုးတော့မနဲ့တော့အဲလိုမျိုးတငယ်ချင်းချင်းချင်းပြောဆိုညှဉ်းညွနေချိန်မှာပဲတစ်ဖက်တောဆက်ကနေမျိုးသားတူထွက်လာပြီးတော့ကျမတို့နောက်တဖြည်းဖြည်းချင်းရှောက်လာခဲ့ပါတယ်ညီမတို့ဘာဖြစ်နေကြလဲကျမတို့ကဖက်ခူးထွက်လာတာပါ အခုဖက်တယ်မရှိတော့ဘာလို့မှမသိပဲစိတ်ညစ်နေကြလို့ပြောမိပြောပြောနေကြပါ။ဩဒါလား။အကိုတို့ကမသိလို့ဖက်တယ်ခူးထားပါ။ဟိုဘက်တောဆက်မှာပုံထားပါတယ်။ညီမတို့ယူကျင်လို့ရှိရင်လာယူလေ။ဖက်လို့ကျင်နေတဲ့ညီမတို့တက်တိုက်လဲတောဆက်ကိုလိုက်ခဲလိုက်ပါတယ်။အဲဒီတောဆက်မှာတော့ဖက်တယ်ကိုအစီထက်ထားတာကိုတွေ့ရတဲ့အတွက်ညီမတို့အားလုံးကလွန်စွာအံ့ဩသွားခဲ့ကြပါတယ်။ဟဲဖက်တယ်အများကြီးပဲဝမ်းသာလိုက်တာ။ဒါဆိုဒီနေ့ဖက်မခူးဘဲနဲ့ဖက်တယ်အများကြီးရပြီပေါ့။ယူသွားပါညီမတို့။ မနေ့ပြန်လဲအကိုတို့ခူးထားပေးမယ်လေမနေ့ပြန်ဆိုလို့ရှိရင်ဟိုဘက်ကွင်းဆက်ကဖက်တွေကရပါအောင်မလားမသိဘူးအရွက်လေးတွေကတိတိလေးရရမှာပါညီမတို့ရဲ့အရွက်ကြီးတဲ့ဖက်တွေအကိုတို့ခူးထားပေးပါမယ်အကိုတို့သာပြောတယ်အခြားလူတွေလည်းမတွေ့ရပါလားဩအကိုတငယ်ချင်းတွေကခူးပြီးတာနဲ့သူတို့အလုပ်စီကိုပြန်သွားကြတယ်လေဒါနဲ့ဆက်စုတယ်လည်းမထင်ပါနဲ့အကိုဒီတော်ကြီးရဲ့မှာညီမတို့တခါမှမတွေ့ဘူးညီမတို့ဖက်ကူးလာလဲကြာနေပါ යි ဘယ်တွေ့ဘူးပါမလဲအကိုတို့ကအလုပ်ကိစ္စနဲ့ဒီတော်ကြီးထဲမှာစကန်းချတာဖက်တီတွေ့တော့ခူးကျင်တာနဲ့ခူးထားတာအကိုတို့တွေကဒီတော်ကြီးထဲမှာစကန်းချရဲဆိုတော့တစ်တော်ဌာနလားဆိုပါတော့ညီမရဲ့ကဲမနေ့ပြန်ညာပြန်လာခဲ့နော်အကိုဖက်တီခူးထားလိုက်မယ်ဟုတ်ကဲ့ပါကိုကျေးဇူးတင်ပါတယ်အဲ့လိုနဲ့ပဲကျမတို့လုံမပြူတတိုက်ရလဲဖက်တွေတပွေးတပိုက်နဲ့ဝမ်းသာအားရအိမ်ကိုပြန်လာခဲ့ကြပါတယ်အရိကနေမှကုံနိုင်ကိုသွားပို့ကြပါတယ်ကုံနိုင်ကလည်းယနေ့ကုံလာပို့ချိန်စောပြီးတော့ဖတ်များစွာပါလာတာကြောင့်အံ့ဩနေပါတယ် မသေးဘူးလို့ဒီနေ့ဖတ်ဖို့တာတဲစောပါလားမနေ့ပြန်လဲစောစောဖို့နော်ဒီအပိုင်းမှာဖတ်စည်းရကောင်းတယ်ဟဲ့ဟုတ်ကဲ့ပါတိုင်းမွေးထိုနေ့ကဖက်ရွက်တွေကြီးတာကြောင့်ဈေးကောင်းရပြီးငွေစားများရွှင်နေနေဖြစ်ခဲ့ပါတယ်ကျမတို့အုပ်စုကလည်းနောက်တနေ့မနေ့မှာတော့စောစောထပြီးတော့ဖားလုံတော်ကြီးတွင်ကိုရောက်သွားခဲ့ပါတယ်ညီမတို့ရောက်လာကြပြီလားအခုစောစောထပြီးတော့ဖက်တွေခူးထားတာဖက်ရွက်များစွာစုပုံထားတာကြောင့်တောင်မောင်ရောင်ဖြစ်နေတဲ့ဖက်ပုံကြီးကိုတွေ့ရတဲ့အခါမှာတော့ကျမတို့မှအလွန်မင်းကိုဝမ်းသာအာရဖြစ်သွားခဲ့ရပါတယ်ဟဲ့ဖက်တွေအများကြီးပဲပုံထားတယ်ကျေးဇူးတင်လိုက်တာအကိုရဲ့ ျမတို့အုပ်စုကလည်းဖက်တွေကိုအစီထက်ကစီးနောင်ပြီးတော့တစည်းချင်းစီထတ်ထားလိုက်ပါတယ်။အရန်သင်ခူးပြီးသားဖြစ်တာကြောင့်ခဏချင်းပင်ဖက်စည်းချင်းကိစ္စပြီးစီးသွားခဲ့ပါတယ်။မနေ့9နာရီပဲမထိုးသေးပါဘူး။အလုပ်ကိစ္စပြီးသွားပါပြီ။ဒီအချိန်နဲ့အိမ်ပြန်မှုဆိုတာလည်းမဖြစ်သေးပါဘူး။ဒါနဲ့ညီမတို့အကိုတခုလောက်တောင်းပန်ကြပါတယ်။ဘာလဲကိုပဲပြောပါအကူကဒီဖက်တွေကိုမနေ့တိုင်းခူးပေးတဲ့အကြောင်းဘယ်သူမှမပြောပါနဲ့နော်တခြားလူတွေတီးသွားလို့ရှိရင်အကူဒီတော့ကြီးထဲမှာနေလို့ရမှာမဟုတ်ဘူးညီမတို့လည်းဖက်ခူးပေးနိုင်တော့မှာမဟုတ်ဘူး ကျမတို့တတက်ရလဲဖက်ကူးပေးနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အတွက်တော်တော်လေးကိုတုံလုံသွားခဲ့ပါတယ်ဖက်ကူးရတာလည်းလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူးဖက်တော်တဲ့ကိုနေပြီးတော့ခူးရတဲ့အတွက်ကျုပ်ကောင်တွေ့တာလည်းပြောပွေရမှရှိပါဘူးအခက်မသိရင်မွေဘကင်းမဆိုတဲ့မွေတွေကင်းနေတယ်လည်းရင်ဆိုင်တွေ့ရတဲ့အခါတွေ့ပါတယ်ဖက်ကူးကနေမှဖက်တွေကိုဒုတ်ရှင်နဲ့ရိုက်ခါတောချောက်ရပါသေးတယ်အတံမလန်နေနားထောင်ပြီးမြည်သည့်အနေနဲ့ပေးမဲ့တရဝါမှမရှိလို့ထင်မှတ်ခါမှတော်တဲ့ဝင်ပြီးတော့ဖက်ကူးချင်းလောက်ရပါတယ်ထိုမျိုးသားကဤသို့ဖက်ကူးပေးတဲ့အတွက်အလုပ်လုပ်ရမှာတွင်ကျတဲ့ကဲ့သို့အနေနဲ့လဲကင်းတာကြောင့်ထိုသူရဲ့ပြောစကားကအညာကိုလောက် ခံလဲရသည့်နဲ့အထိတ်တလန့်ရှိခဲ့ပါတယ်စိတ်ချပါကွယ်ဖက်ကူးပေးတဲ့ကြောင်ဘသူ့အမှမပြောပါစောစောလည်းမပြန်ပါပြန်နေကြချိန်ကြမှာပဲပြန်ပါမယ်ကျမတို့လည်းအချိန်ဖြောင်းနေတဲ့အဲ့ဒီမျိုးသားနဲ့အလာပါတလာပါထွေရလေးပါစကားဆမီပြောပြခဲ့ကြပါတယ်အခုနာမည်ကဘလို့ခေါ်လဲရှင်အခုနာမည်ကကိုရက်ခါပါဟမ်အခုနာမည်ကြီးကလည်းတမျိုးကြီးပါလားကိုရက်ခါတယ်လားဟုတ်ပါတယ်အခုငငယ်ကလေးကဝဝဖက်မိုက်နဲ့မျက်နှာထားဆိုးလို့ရက်ခါနဲ့တူတယ်ဆိုပြီးတော့စနောက်ခေါ်ရင်းကနေကိုရက်ခါဖြစ်သွားပါပဲညီမနာမည်ကမတ်သေးဘူးပါ ဒီဘက်ကငိမ့်လာတယ်ဟိုဘက်ကတော့ဒွေးမြန်နောက်ကမဲတင့်နဲ့မဲမြင့်တို့ညီမပေါ့ညီမတို့နဲ့တွေ့ရတာဝမ်းသာပါတယ်ဒါပေမဲ့အကူလည်းဒီတော်ကြီးထဲမှာခဏလာနေရဆိုတော့အကူမပြန်ခင်အထီတော့ဖက်ခူးပေးပါမယ်ဟုတ်တော့အကူကလည်းခုနပြောတော့တမျိုးအခုပြောတော့တမျိုးနဲ့စိတ်တော်ညစ်လာပြီညီမမှတ်သေးဘူးကဖက်မရမှဆိုလို့စိတ်ညစ်တာမလားမညစ်ပါနဲ့ညီမရဲ့အခုဒီမှာအကူကတော်တော်ကြာကြာရှိနေဦးမှာပါအဲ့လိုလည်းမဟုတ်ပါဘူးကိုရဲ့ညီမတို့ကခင်လို့ပါ အကူကလည်းညီမတို့ကိုခင်လို့ဖတ်ကူးပေးတာပါအဲလိုနဲ့ပဲအားလုံးပျော်ရွှင်ပြီးတော့ရေမောခဲ့ရပါတယ်ဒီလိုနဲ့ပဲတလခန့်တောင်ကြာခဲ့ပါတယ်ကိုရက်ခိုင်နဲ့လည်းသူတို့အားလုံးကယင်းဤခင်မင်ခဲ့ကြပါတယ် အဲ့ဒီလူတွေအားလုံးထဲမှာတော့ကျမနဲ့ပို့ပြီးတော့ခင်မင်ခဲ့ပါတယ်ခင်မင်ရင်းဆွဲကိုစပြုတ်ပြီးတော့ကိုရခနဲ့ကျမတို့နှစ်ဦးသားချစ်သူတွေဖြစ်လာခဲ့ပါတယ်အဲ့ဒါကြောင့်ပဲဖက်စည်းချင်းကိစ္စပြီးတဲ့နဲ့ကျမတို့နှစ်ဦးသားမှာတောဆက်မှာရှိတဲ့လက်ပတ်မင်းကြီးအောက်မှာထိုင်ရင်းနဲ့ချစ်သူတို့ရဲ့တဘာဝအတိုင်းရှေ့ရီကိုတိုင်ပင်ကြပါတယ်ညီမကိုအခုလာပြီးတော့တောင်းရင်လက်ထက်ယူပါမယ်ဒါပေမဲ့အခုမှဘဘတို့ရဲ့အစီအမံအောက်မှာနေရသူမျိုးမကြခင်ခရီးထွက်ရမယ်ပြန်လာတဲ့ခါကျရင်ညီမစီကိုဆက်ဆက်ပြန်လာခဲ့ပါမယ်အခုရဲ့ အကူကညီမကိုချစ်တယ်ပြောပြီးတော့ကိုရခဆိုတဲ့နာမည်နဲ့လိုက်အောင်ဘလူးတယောက်လိုမျိုးရက်ဆက်တော့မသွားပါနဲ့ကိုရမရက်ဆက်ပါဘူးညီမရဲ့အကူနဲ့ညီမကချစ်သူတွေဖြစ်ပေမဲ့အကူညီမကိုလက်ဖျားနဲ့တော့မထိခဲ့ပါဘူးညီမပြောသလိုကိုရခကကျန်းတဲ့ဘလူးလည်းမဟုတ်ပါဘူးဘလူးဖြစ်ခဲ့ရင်တောင်မှကျင်နာတတ်တဲ့ဘလူးပဲဖြစ်မှာပါဘလူးမှကျင်နာတတ်တဲ့အသေးနှလုံးရှိပါမလားကိုရဘလူးတိုင်းတော့မဆိုလိုပါဘူး ဒါပေမဲ့လူသားတယောက်ရဲ့ရက်ဆက်ခြင်းကိုခံခဲ့ရလို့ဘလူးမတယောက်ဟာမျက်ရည်ဆက်လက်နဲ့အဝေးတနေရာကိုရှောင်ပြီးသွားခဲ့ရတဲ့အဖြစ်တခုရှိခဲ့ဘူးတဲ့ဘလူးကမျက်ရည်ဆက်လက်ကျခဲ့ရတယ်ဟုတ်လားကိုအကူကတော့မဟုတ်တာပြောနေပြန်ပြီအခုတကယ်ပြောတာပါအဲ့ဒီဖြစ်ရတာတကယ်အမှန်ကိုဖြစ်ခဲ့တာပါ ရာဇဝင်မှာစတင်ထားတဲ့အဖြစ်တစ်ခုပါ။ခုရှိရှိတုန်းကပေါ့။တကောင်းပြည့်ရှင်တကောင်းမင်းတရားကြီးမှာမဟာတမဝနဲ့ဆုနာတမဝဆိုတဲ့မျက်မမြင်သားတော်နှစ်ပါးရှိတယ်။မျက်စိနှကွယ်အလင်းမရတဲ့အတွက်ဖောင်မော်တင်ပြီးတော့အေယာဝရီမြစ်ကြောတိုင်းမျောလိုက်တဲ့အခါလမ်းမှာဘလူးမနဲ့တွေ့ရလေ။အဲ့ဒီဘလူးမရဲ့နာမည်ကဆန္နာမုခိဘလူးမပေါ့။သူကမင်းသားနှစ်ပါးရဲ့မျက်စိကိုကုပေးလိုက်တာမျက်စိနှကွယ်အလင်းရခဲ့တယ်။ညီငယ်ဆုနာတမဝနဲ့ဆန္နာမုခိတို့တင့်မြတ်ခဲ့ကြတယ်။တေယီခိတရာကိုရောက်တဲ့အခါမှာတော့ဦးကြီးတော်ခေဘဒူတာရက်တေရသူတူတော်ရီမန်တိလို့ မွေးစားသမီးဗေဒာရီနဲ့ထိမ့်မြပေးပြီးတော့ထီးနှံဆိုးဆန်စေခဲ့တယ်။မဟာတမဝနတ်ရွာဆန်တော်ညီတော်စုနတ်တမဝဗေဒာရီကိုဆက်ပြီးတော့မိဖုရားမြောက်ပြီးမဲလုပ်ခဲ့တယ်။အဲဒီမှာရင်ဆန္ဒမုခိဘလူမှာစိတ်နာပြီးတော့ပုပ်ပားတောင်နာမှာရက်ခပူရပြည်ကိုတီထောင်ပြီးတော့နေခဲ့တယ်။အဲဒီဆန္ဒမုခိဘလူမှာဆိုရင်မျက်စိမြင်အောင်ကုသပေးရပြီးတော့သူ့ကိုစွန့်ပစ်လိုက်တဲ့အတွက်အလွန်ဝမ်းနဲ့ကြေကွဲပြီးတော့မျက်ရည်ဆက်လက်နဲ့ထွက်ခွာလာခဲ့ရတယ်။ဒါဆိုရင်ဘလူမျက်ရည်ပေါ့ဟုတ်တာပေါ့ညီမရဲ့ နောက်ပြီးတော့ပန်းစားဘလူးမမေဝနာဟာလည်းခင်မွန်းတယ်နဲ့တားတွေအတွက်မျက်ရည်ဆက်လက်ကြားခဲ့ရတဲ့တာရကရရှိပါတယ်။အခြားခြားသောကိုမသိတဲ့ဇာလန်တွေမှာလည်းဒီလိုမျက်ရည်တွေကြားတာရှိအောင်မှာပါပဲ။ကဲအကူရဲ့ညီမယုံပါပြီ။ညီမနဲ့အကူနဲ့တကယ်လို့ဝေးသွားခဲ့လို့ရှင်အကူမျက်ရည်ကြားမှာလား။ညီမရဲ့စကားနမိတ်မကောင်းဘူးကွယ်။ဒါပေမဲ့အကူဖြေပါမယ်။ညီမနဲ့တသက်လုံးဝေးရရင်တော့အကူလည်းရင်ခွဲပက်လက်နဲ့မျက်ရည်ဆက်လက်ဖြေရမှာပါပဲ။ကဲအကူရဲ့အချိန်တွေလည်းအတော်လင့်သွားပြီ။ညီမတို့ပြန်ကြမယ်လေ။ ထုံးစံအတိုင်းပဲတောစံနာတီအကူဟာကျမကိုလိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ကျမတို့ကတော့ဖက်တွေရရှိတာကြောင့်ပျော်ရွှင်မြူးထူပြီးတော့ရွာကိုပြန်ခဲ့ကြပါတယ်။အကူမျက်နာမှာညှို့ရော်နေပြီးတော့ကြံ့ရင်နေခဲ့ပါတယ်။နောက်တစ်နေ့မှလည်းထုံးစံအတိုင်းပဲမနဲ့စောစောဒီတောကြီးတဲကိုရောက်လာခဲ့ကြပါတယ်။ဒီတခါမှာတော့အခုတွေ့ရခြင်းကနောက်ဆုံးတွေ့ရခြင်းပဲဖြစ်ပါတယ်။ကံကြမ္မာရဲ့ရိုးမဲ့ဖွဲ့ကလောင်ပြောင်ကြီးစေတဲ့နေ့ပဲဖြစ်မယ်လို့ကျမမတွေးခဲ့မိပါဘူး။အခုမျက်နှာလည်းမကောင်းပါလား။ဘာဖြစ်လို့လဲကွယ်။အကူရိုးစီကိုဘဘာရိုးရဲ့ညွန်ကြားချက်ရောက်လာတယ်။မနေ့ပြန်ဆပြီးတော့အကူခီးထွက်ရတော့မှညီမရဲ့ ီဖက်တွေကအခုနောက်ဆုံးကူပေးခဲ့တာပဲအခုရယ်စိတ်မကောင်းလိုက်တာစိတ်မကောင်းမဖြစ်ပါနဲ့ညီမရယ်ညီမနဲ့အကိုတို့ဟာဟိုရှေးဘိုးကရေစက်ကြောင်အခုလိုလာပြီးတော့စုံစည်းခဲ့ရတာပဲအကိုမကြခင်ပြန်လာခဲ့ပါမယ်အခုတော့အကိုသွားတော့မယ်နော်ပြောပြောဆိုဆိုကိုရက်ခတ်တယောက်ကကတုတ်ကရဲ့ရိုက်ပြီးတော့ထွက်သွားခဲ့ပါတယ်ကျမတို့တငယ်ချင်းတက်တိုက်ရလဲလွန်စွာစိတ်မကောင်းဖြစ်ပြီးတော့ကြံရိတ်ခဲ့ပါတယ်ကျမကလည်းလွန်စွာဝမ်းနဲ့လွတ်နာကြောင်ငိုရှာရင်းနဲ့အကိုကိုလမ်းကြည့်မိပါတယ် အကိုရဲ့ကြောပြင်လေးကိုတောဆက်အလွန်နေရာလောက်မှာတွေ့ရတာကြောင့်အကိုရဲ့နေရက်ကိုသိကျင်တဲ့အတွက်ချီယာခံပြီးတော့ချောင်းချောင်းလိုက်လာခဲ့ပါတယ်။ကျမနဲ့အတူငိမ့်လာလေလိုက်ပါလာခဲ့ပါတယ်။အကိုကတောအုပ်များကိုဖြတ်တန်းကရိုးချောင်းလေးတစ်ခုကိုဖြတ်ကျော်သွားပြီးတော့စိတ်ညွန့်ညွန့်နဲ့တစ်ပင်ကိုကောင်းလာတဲ့နေရာစီကိုဥတည်ပြီးတော့သွားနေပါတယ်။ အကိုကအဲ့ဒီတောအုပ်ထဲကိုဝင်သွားပြီးမကြမီမှာပဲကျမတို့အကိုနောက်ကိုဆက်ပြီးတော့လိုက်ခဲ့ပါတယ်အတန်ငယ်ကြာတဲ့အခါမှာတော့အကိုကိုမတွေ့ရတော့ပါဘူးကျမတို့နှစ်ယောက်ကလည်းဟိုကြည့်ဒီကြည့်နဲ့မှန်းပြီးတော့ရှောက်လာခဲ့ရပဲလိပ်ပြပင်းနဲ့အများပြပေါက်ရောက်ပြီးတော့ပဲလိပ်ပြပွင့်ကလေးတွေအတွေ့လိုက်အတွေ့လိုက်ပွင့်နေတာဟာအလွန်ကြည့်ကောင်းလာတဲ့ပကြီကားတစ်ချက်နဲ့ဖြစ်နေပါတယ်အကိုကမနေ့တိုင်းပဲလိပ်ပြအနယ်ကလေးတွေကိုယူဆောင်လာပြီးတော့ကျမရဲ့ဥကောင်းထက်မှာပန်းစင်ပေးလိရှိပါတယ် အကူကဒီနေရာမှာနေထိုင်တာပဲဖြစ်မယ်ဆိုပြီးတွေးကပဲလိပြပင်ကလေးတွေရှိတဲ့ဘက်ကိုလာခဲ့လိုက်ပါတယ်။အရင်နေရာကနေကြော်လွန်လာတဲ့အခါမှာတော့အလွန်အံ့ဩဖွယ်ရာကောင်းတဲ့နေရာတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲဒါကတော့မလန်မကန်ကွင်းမြင်ကျဲကြီးတနေရာမှာဂူဖရားတစုကိုဖူးတွေ့ရပြီးတော့၎င်းဖရားရဲ့ပရဝံတွင်းကိုဥတီသွားနေတဲ့အကူကိုလမ်းတွေ့လိုက်ရပါတယ်။ ျမတို့နှစ်ယောက်ကလည်းဆက်လက်ပြီးတော့လိုက်လာခဲ့တဲ့အခါမှာတော့အကူကဂူဖေအားအတွင်းကိုဝင်သွားတာကိုထင်ထင်ရှားရှားတွေ့မြင်လဲရပါတယ်။ကျမတို့လည်းအဲ့ဒီဖေအားစီကိုလာခဲ့ရဖေအားရဲ့ဘေးဘက်တနေရာမှာအလွန်တရာမှကြီးမားလာတဲ့ဘလူးကောင်းရုပ်ထုကြီးတစ်ခုကိုတွေ့လဲရပါတယ်။ဒီဦးကောင်းကြီးရဲ့အမြင့်မှာတထက်အိမ်အမြင့်ခန့်ရှိပြီးတော့ဂဝန်ကြောင့်နဲ့ထုလုပ်ထားတာဖြစ်ပြီးကိုရယ်များမပါဘဲနဲ့ဦးကောင်းကြီးတက်တက်ဖြစ်ခါမြေကြီးပေါ်ကနေကြွတ်တက်နေတဲ့ဘွယ်တွေ့ရတာကြောင့်လွန်စွာအာဟန်သိရပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့အားလုံးကဒီနေရာဒီဒေသကိုနှံ့ဆက်အောင်တွားနေကြသူတွေဖြစ်ပါတယ်။ဟိုးရခင်ကလေးကဒီရုပ်ထုကြီးကိုမတွေ့ခဲ့ဘူးပါဘူး။ယနေ့မှထု ူးဆန်းစွာတွေ့ရတဲ့အတွက်ကိုမျက်စိကိုပဲမယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။အခုဂူဖျားတဲ့ဝင်သွားပြီးဒုလိုက်သွားရအောင်လေငိမ့်လား။ပြောပြောဆိုဆိုဂူဖျားတဲ့ကိုအပြေးလိုက်သွားခဲ့ပါတယ်။ အဲ့ဒီမှာတော့စကြင်ကြောက်ဖြူဖြူနဲ့ထုလုပ်ထားတဲ့ဖရားတဆူကိုသာဖူးတွေ့ရပြီးတော့အခုတော့မတွေ့ရပါဘူး။ကျမစိတ်မကြင်မနဲ့ဖြစ်ခဲ့ရပါတယ်။ကျမတို့နူရှင်မှာတည်တည်ချာချာဖရားတွေကိုဝင်သွားတာကိုတွေ့ပါလျက်နဲ့ယခုကျမတို့တွေ့ရတာအင်္ဂရီတွေနဲ့အသေးပိတ်ထားတဲ့ဇေဒီတော်ရဲ့ဂန္ဓာကူရီလိုင်ငူကန်းဖြစ်နေတဲ့အတွက်လွန်စွာအံ့ဩမိပါတယ်။ကျမတို့နှစ်ယောက်စလုံးမြင်လဲရတဲ့အတွက်မျက်စိမှားခြင်းလည်းမဖြစ်နိုင်ပါဘူး။ကျမဟာစိတ်မထိန်နိုင်တော့ပဲနဲ့အကူဆိုပြီးတော့အော်ခေါ်လိုက်မိပါတယ်။အကူကြီးအကူကိုရက်ခါ ဟဲ့တဲဟူရှောက်အော်ခေါ်မနေနဲ့ကိုရက်ခါလည်းမတွေ့တော့တော၆တာများဖြစ်နေမလားမသိဘူးလာလာပြန်ပြန်ကြရအောင်အေးငိမ့်လာရဲ့ကြောက်လန့်စကားကိုကြားရတဲ့အခါမှာတော့ကျမစက်သိန်းနေပြန်တဖျက်ဖျက်ထလာခဲ့ပါတယ်အေးပြန်ပါမယ်အခုမှမတွေ့ရတော့တာကျမလည်းစိတ်ပြက်လက်ပြက်နဲ့ပြန်လာခဲ့ပါတယ်ငိမ့်လာကတော့ကြောက်လွန်းတာကြောင့်သွေးမရှိသလိုမျိုးဖြူဖက်ဖြူရဖြစ်နေပါတယ်ဂူဖျားကနေထွက်လာတဲ့အခါထိုနေရာနဲ့မလန်းမကန်းမှရှိတဲ့ဘလူးရုပ်ကြီးရဲ့ဥကောင်းကိုလမ်းကြည့်မိလိုက်ပါတယ်အလိုဖျားဖျားဘလူးကောင်းကြီးကိုကြည့်လိုက်စမ်းမတဲဦးရဲ့ဟဲ့ဘာဖြစ်လို့တော့ဟဲ့ဟိုမှာဘလူးရုပ်ကြီးကမျက်ရည်တွေကျနေတာ ဟဲပေါ့ပေါ့ရှာရှာဟဲတည်တည်ဆာဆာကြည်စမ်းမအောင်ဟဲဘလူးမျက်လုံးတွေကရေတွေထွက်ကြနေဟဲကျမကလည်းငိမ့်လက်ညွန်ပြအစီကိုလမ်းကြည့်လိုက်ရမြေဆိုင်ဘလူးကြီးရဲ့မျက်လုံးတွေကလည်းမျက်ရည်တွေစီးကျနေတော့တေချာစွာတွေ့လျက်ရပါတယ်ဘလူးရဲ့မျက်ရည်ဆိုတာတကယ်တွေ့ရပြီပဲကျမကလည်းကြောက်လန့်ငယ်ကေစွာဤဘလူးရဲ့မျက်လုံးမှာစီးကျနေတဲ့မျက်ရည်တွေကိုစူးစိုက်စွာကြည့်လိုက်ပါတယ်ဤမျက်ရည်များကိုကြည့်ရင်လည်းကျမတစုံတရာကိုသတိရလိုက်မိပါတယ် ညမရဲ့စကားနမိတ်မကောင်းဘူးွယ်ဒါပေမဲ့အကိုဖြေရမယ်ညမနဲ့တသက်လုံးဝေးရရင်တော့အကိုလည်းရင်ခွဲပက်လက်နဲ့မျက်ရည်ဆက်လက်ဖြစ်မှာပါပဲငိမ့်လာမှာမို့ကျမရဲ့လက်ကိုဆွဲကဤတော်ကြီးတွေကနေအလင်းမြန်ထွက်လာခဲ့ပါတယ်ကျမတို့ကမူလဖက်ကူရတော်ဆက်ကိုမကြမေးပဲပြန်ရောက်လာခဲ့ပါတယ်နင်တို့ကလည်းဟဲ့ဘယ်သွားနေကြလဲကြာလိုက်တာအတင်းကလမ်းပြောတဲ့အခါမှာတော့ငိမ့်လာကအကြောင်းစုံရှင်းပြခဲ့ပါတယ် ျမတို့မြင်တွေ့ခဲ့ရတဲ့အကြောင်းအရာကိုအားလုံးသောတငယ်ချင်းတွေကမယုံကြည်ကြတာကြောင့်အားလုံးစုံကထိုနေရာကိုတစ်ခေါက်ပြန်ပြီးတော့တွားကြည့်ခဲ့ကြပါတယ်။သို့တော်လည်းပဲလိပ်ပြပင်ကလေးများကိုသာတွေ့ရပြီးတော့ဂူဖျားနဲ့ဘလူးရုပ်ကောင်းကြီးကိုတော့လုံးဝလုံးဝမတွေ့ရတော့ပါဘူး။တနအိခန့်အချိန်တွင်းမှာပဲဤကူဖျားနဲ့ဘလူးကောင်းကြီးကိုဘသူကရွှေ့နိုင်မှာလဲ။ဤနီယာဤဌာနဆိုတာမှမားနိုင်တဲ့ချက်ကတော့လေဝိမှာဒန်းစီနေသည့်နယ်လပစွာတွေ့တန်းပွင့်နေတဲ့ပဲလိပ်ပြပွင့်ပြပြလေးများတက်တဲ့တည်နေခဲ့ပါတယ်။သူကြစမ်းကြလာတဲ့အဖြစ်ပြက်တို့ကြောင့်အားလုံးကယုံရခက်မယုံရခက်ဖြစ်ခဲ့ပါတယ်။ အီဇလန်ဟာအီမြနဲ့မပြီးသေးပဲနဲ့ရွာကိုရောက်တဲ့အခါလူကြီးမိဘများကိုပြန်ပြောပြတဲ့အခါမှာတော့ထိုနေရာကိုယမိယက်ဖတွေပါတောင်းနေပြီးတော့ရှာခဲ့ကြပါတယ်။ဒါပေမဲ့လည်းဘသူကမှဂူဖျားနဲ့ဘလူးကောင်းကိုမတွေ့ခဲ့ကြရပါဘူး။ကျမတယောက်တည်းသာတွေ့ခဲ့တယ်ဆိုပါကယုံနန်းစကားကိုယူကြောင်ကြောင်ဖြစ်ပြီးတော့ပြောနေတယ်ဆိုပြီးစူကောင်းဆိုကြပါလိမ့်မယ်။ကျမရဲ့တက်တဲ့ကငိမ့်လားဟုသောအဖော်ဝင်ဖြစ်ပြီးတော့ယနေ့တိုင်တက်ရှိထင်ရှားရှိနေပါသေးတယ်။တော်ချောက်တယ်လို့ဆိုဆိုမျက်စိလည်းလမ်းမပြီးတော့ဂူဖျားနဲ့ဘလူးကောင်းစီကိုရောက်သွားတယ်လို့ပဲပြောပြော။တကယ်ပင်တွေ့ခဲ့ရတာတော့အမှန်တကယ်ပင်ဖြစ်ပါတယ်။ မိုးလည်းမရွာစောင်းနှင်းပွင့်နေလည်းမကြွေပါပဲနဲ့ဘလူးရုပ်ရဲ့မျက်လုံးအိမ်ကမျက်ရည်ပူပူပေါက်ပေါက်ကျနေတာဘာကြောင့်မလဲအခုတခါပြောပြဘူးတဲ့ဆန္ဒမုခိဘလူးမရဲ့အဖြစ်တနည်းလို့ကြေကွဲဝန်းနေစွာနဲ့နာကျင်တဲ့အသည်နှလုံးကိုပိုက်ကအဝေးတနေရာကိုပြေးခဲ့ရတဲ့အခါမျက်ရည်ဆက်လက်တို့တသွင်သွင်စီးကြခဲ့ရတယ်လို့ပြောခဲ့တယ်။ကျန်တန်ခက်တန်တယ်ဆိုတဲ့ဘလူးမမှလည်းနုညံ့တဲ့နှလုံးသားရှိခဲ့တယ်ဆိုတာဆန္ဒမုခိဘလူးမတက်တည်ပြခဲ့တယ်။ဟိုးဝေးကွာလာတဲ့အရာမှာရခပူရာမျိုးကိုတီထောင်ပြီးတော့သူ့ရဲ့ကျင်ရတော့စုနတ်တမ္မဝါကိုလွမ်းဆွတန်းတနေခဲ့ရတဲ့အဖြစ်ပြက်ဟာရာဇဝင်မှာအထင်ရှား ရှိခဲ့ပါတယ်ဒါပေမဲ့ကျမနဲ့အကိုတို့ရဲ့ဇလံကတော့ကျမကပဲအကိုလွမ်းဆွတန်းတားနေရဲဲပါပဲအကိုရဲ့ ဒါပေမဲ့လေကျမတို့တေချာစွာတွေ့ခဲ့ရတဲ့တောဆက်တနေရဂူဖရားဤနေရဘလူးယုံမှာတော့မျက်ရည်ဇက်တို့တပေါက်ပေါက်ကျဆင်းနေတာကိုတွေ့ခဲ့ရတယ်။ဒါကြောင့်ရာဇဝင်တွေကဆန္ဒမှုခိမျက်ရည်ကျသလိုတမိုင်းမဝင်ခဲ့ပေမဲ့ကိုယ်တိုင်တွေ့ခဲ့ရတဲ့ဘလူးရဲ့မျက်ရည်ကိုစာစီရင်နဲ့တင်ပြလိုက်ရပါတယ်။ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုဆုံးနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။